ကိုရီးယားနိုင်ငံကိုသွားရမယ်ဆိုလို့ရှိရင်မဖြစ်မနေတိကိုတည်ရမယ် expression ကိုမျိုးအကြောင်းအချက်ပြောပြပေးပါမယ်။အော်ပထမဦးဆုံးအနေနဲ့ကိုရီးယားနိုင်ငံကိုရောက်သွားပြီပေါ့နော်။လမ်းသွားတယ်လမ်းမေးချင်တယ်ဒါမှမဟုတ်လေတခုခုတိချင်လို့မေးချင်တဲ့အခါကျရင်ကျတို့အရင်ဆုံးအစပြောရမယ်ပေါ့နော်။မတိရဲသူကိုတစိတ်လောက်ရှင်းတစိတ်လောက်ခမညာအဲ့လိုမေးတော့မယ်ဆိုလို့ရှိရင်ရှီလာမနီတာ ရှီလဟမ်နူဒါအဲရှီလဟမ်နူဒါရဲ့နောက်မှာတော့ကိုတိချင်အောင်ဆက်ပြီးတော့မေးလို့ရတယ်ပြောလို့ရတယ်ပေါ့နော်အော်နောက်ထပ်မဖြစ်မနေတိထားရမှာတော့အလုံးလဲတိပြီးသားပါပြောလဲပြောတတ်တယ်အဲ့ဒါကတော့ဟုတ်ကဲနဲ့ဟင့်အင်ဆိုတာကတော့ဒါလက်ဆွဲတုံးထားရမယ့်စကားလုံးပေါ့ဟုတ်ကဲကိုကြတော့အလုံးတိထားတယ်နေနေအဲ့တော့မဟုတ်ဘူးဆိုတာကအာနီယော အာနီကိုသွဟင့်အင်ပေါ့နော်အဲ့တော့နောက်ထပ်၄ခုမြောက်ကတော့ဒီချေတို့တွေအာအများရန်ပြောဖို့ပေါ့ဈေးဝယ်ပြီဆိုလို့ရှိရင်အစကလုံးလေးသုံးသွားသုံးလို့ရတယ်။သူကဂျူးဆယ်ယိုပေးပါဆိုတဲ့အဲအသုံးလုံးလေးပေါ့နော်။အဲ့တော့ဂျူးဆယ်ယိုရဲ့အရှိမှာကြတော့ကိုသုံးချင်တဲ့စကလုံးတွေအကုန် ထည့်သုံးလို့ရရပေါ့တကယ်လို့ကိုကစလုံးလေးမြများဆဆမသိဘူးဆိုရင်တော့မှအလွယ်လေးပေါ့နော်ဟိုပစ္စည်းကိုလက်ညှိုးထိုးပြီးတော့ ego ego အဲ့လိုပြောလို့ရတယ် ego ဆိုဓာလေးပေါ့နော် ego ကျုဆယ်ရို့ဆိုဓာလေးပေးပါဆိုတဲ့အထိပ္ပယ်ဖြစ်သွားတယ်တကယ်လို့အဲ့ဒီ ego ကိုမှမိနေတယ်ဆိုလို့ရှင်တော့ကိုလိုချင်တဲ့ပစ္စည်းကိုလက်ညှိုးထိုးလိုက်ထိုးပြီးွားရင်ကျုဆယ်ရို့ ဂျူဆေကိုဒါဆိုရင်ဒါပေးပါဆိုအဲ့ဒီပဲဖြစ်သွားရေပေါ့နော်အဲ့တော့ဂျူဆေယိုလောက်ကိုတော့ရအောင်လုပ်ထားအဲနောက်ထပ်ငါးလုံးမြောက်ကိုတော့ဒီချေကဒီမဖြစ်မနေပေါ့နော်အဲဈေးဝယ်တာပဲဖြစ်ဖြစ်တခုခုပေါ့နော်လမ်းမေးလို့သူများတခုပြောင်းပြန်ပြောလိုက်ပြီဆိုရင်ကိုကဂျေဆုတင်ရမယ်လေနော်ဂျေဆုတင်တဲ့အခါကျရင်ကမ်ဆာမီတာဆိုပြီးတော့မှခနာကိုလေးကိုဂိုင်းညွတ်ပြီးတော့မှဒီတေယိုတတင်နေပေါ့နော်အဲဂျေဆုတင်စကားကိုပြောရမယ်အဲ့တော့ကမ်ဆာဟမ်နီတာရမယ်နော်အဲနောက်ထပ်ကမ်ဆာမီတာလိုမျိုးပဲ သူတို့တွေကိုအဲတခုခုပေါ့ကိုလုံးလိုက်တာနည်းနည်းလွဲသွားတာမျိုးအာအာနာစရာတခုခုဖြစ်အောင်လုံးလိုက်မိတဲ့အခါမျိုးတွေဆိုရှင်လည်းချုပ်တောင်းမှန်ပါတယ်အာနာပါတယ်ဆွဲစကလုံးလေးကလည်းတိထားရမယ်ပေါ့နော်အဲ့ဒါကိုတော့ချေတို့မြန်မာမိသား မီအမ်နာမနီတာအဲ့တော့မြန်နာမနီတာကကြတော့လေသူကပြောလို့ရှိရင်ခုနကတော့ဒီကျေးဇူးတင်စကားဆိုသလိုပဲခန္ဓာကိုယ်လေးကိုဂိုင်းပြီးတော့မှတရုတ်တသေးနဲ့တလေးတစားပြောပြရမယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ချေတို့အာတခုတရားရောက်ပြောလာတယ်မေးလာတယ်ဆိုရင်ကိုကနိုင်ငံခြားသားဖြစ်တဲ့အတွက်ကိုကမသိတာတွေများလိမ့်မယ်အဲ့ခါကျရင်မသိဘူးဆိုရယ်စကလုံးကလည်းလက်ဆွဲသုံးထားရမယ်အဲ့တော့မသိဘူးဆိုတာကိုကြတော့မူလာယိုမူလာယို ရမယ်เนาะနောက်ထပ်တစ်ခုကတော့အရှေတို့ကိုကကိုရီးယားစကားပေါ့เนาะတင်သွားဖို့အချိန်အသိမရှိတာ ው ဒါပေမဲ့ကိုရီးယားနိုင်ငံလည်းရောက်နေပြီမဖြစ်မနေတိနေရမယ်ထဲထဲမှာပေါ့เนาะအော်ကျွန်တော်ကျမကိုရီးယားလို့မပြောတတ်ဘူးဆိုတဲ့စကားလုံးကိုလည်းကိုပြောတတ်ရမယ်အဲ့လိုမျိုးပြောဖို့အတွက်ကဂျောကျွန်တော်ဟန်ကူမာကိုရီးယားစကားကိုမိုသေယိုမပြောနိုင်မပြောတတ်ဘူးเนาะဂျောဟန်ကူမာမိုသေယို အဲ့ဒါကလုံးဝအရှင်းမပြောတတ်တာဒါပေမဲ့ကိုကတိတ်ပြီးမတက်ဘူးကောင်းကောင်းမပြောတတ်ဘူးဒီလိုပြောချင်တာဆိုရင်တော့စကလုံးတစ်လုံးလေးထပ်ပို့ပြီးတော့ပြောရမယ်ခေါင်းကပြောတဲ့ဂျောဟန်ကူမာလ်မုတ်ထေရွေးချားထဲမှာ jar ဆိုတာလေးကိုတလုံးလေးပဲထည့်ပြီးလိုက်ရင်ဒါကောင်းကောင်းမပြောတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပြန်ပြောမယ်နော်ဂျောဟန်ကူမာလ် jar မုတ်ထေရွေး တော့ငါကောက်ကောက်မပြောတတ်ဘူးဆိုရင်အထိပ်ပဲရတယ်နောက်တစ်ခုကဲခုတီချဲကတင်ပေးလိုက်ပြီတချို့တော့ကနည်းနည်းလေးတော့တိသွားပြီဆိုလို့ရှိရင်ငါကိုရီးယားစကားနည်းနည်းပြောတတ်တယ်ဆိုပြီးတော့မှပြန်ပြောင်းပြောမယ်ဆိုရင်တော့ဂျောဟန်ကွန်မယ်ဂျုကွန်ဟဲဂျုကွန်ဆိုတာနည်းနည်းလို့ပြောတာပေါ့နော်အဲဆိုရင်ငါကိုရီးယားစကားနည်းနည်းလေးတော့တတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးကိုလုံးကတော့သူက ဘာဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့တယောက်ကအတကူပြောလိုက်ဆိုဩရပါတယ်အဆင်ပြေတယ်ကိစ္စမရှိဘူးအဲဒီလိုစကလုံးလေးရလည်းမဖြစ်မနေသိထားရမယ်အဲ့ဒါကတော့အလုံးသိထားတယ်ကင်ချာနာယိုကင်ချာနာယိုအဆင်ပြေပါတယ်ရပါတယ်အဲ့သဘောလေးပေါ့နော်ဆိုတော့တီချယ်ပြောသွားတယ်ကိုမျိုးတီအလုံးလဲကြာဘူးနောက်ဝဖြစ်နေတဲ့စကလုံးလေးလည်းဖြစ်လိမ့်မယ် မတိတာလေးလည်းပိုင်းပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကဒီချေတို့အာမဖြစ်မနေသိထားရမယ့်ဒီ expression လေးတွေဖြစ်ပါတယ်နောက်ထပ်မဖြစ်မနေသိရမယ့်ဟာလေးတွေလည်းရှိသေးတာပေါ့အများကြီးအဲ့တော့ဒီချမ်းနောက်ထပ်ဗီဒီယိုတွေမှာမျှဝေပေးမယ်နော် ီချေတော်တော်နဲ့တူကိုရီးယားတန်တက်ချင်လို့တန်တန်းစုံစမ်းနေတဲ့သူတွေကတော့ TikTok မှာဆိုရင် Google Ads ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရသလိုဒီ TikTok ကဘိုင်ယုံမှာချိတ်ပေးထားတဲ့ link တွေကနေတစ်ဆင့်လည်းဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။ဒီကလေး Facebook ကနေပြီးတော့ပြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ရဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်ပြီးမြင်နိုင်ပါတယ်နော်။